ဟုတ်ကဲ့အခုကျွန်တော်တို့ငင်းကြမ်းစွာဆွေးဆန္ဒဖော်ထုတ်တဲ့ပွဲကိုသက်ဆိုင်တဲ့အုပ်ချုပ်ရေးပိုင်းဆိုင်ရာကမြို့သူတိရုပ်တုပ်တယောက်မှလာအောင်နားထောင်ခြင်းလည်းမရှိပါဘူးအချိန်ပြည့်ပြီဆိုတဲ့သဘောဟာကိုရဲနှစ်ပွင့်တက်တဲ့ပုဂ္ဂိုလ်တူကလာပြောပြီးချက်ချင်းပြန်လှည့်သွားပါတယ်ဒီတောင်းဆိုနေလူတောင်းဆိုခြင်းနဲ့ပတ်သက်ပြီးတော့ဘလို့ဖြည့်ချင်းပြဖို့တောင်းရှိပါတယ်လို့မေးတော့ဘာမှပြန်မပြောပါဘူးဟိုးဝေးတနေရာကတဲလေးတဲသေးမှသူတို့ပုံအောင်နဲ့ကျွန်တော်တို့စောင့်ကြည့်နေပါ အခုကျွန်တော်တို့ဆန္ဒပြတဲ့နေရာကနေပြီးတော့ပြည်သူလူထုတွေကိုဥဆောင်ပြီးကျွန်တော်ထွက်ခွာလာပါတယ်ထွက်ခွာလာပြီးတော့ရှိတဲ့အုပ်ချုပ်ရေးမှုတွေမြို့နယ်ရဲတပ်ဖွဲ့မှုတာဝန်ရှိတဲ့သူတွေအခုလူထုတောင်းဆိုခြင်းနဲ့ပတ်သက်လို့ဗားရီများအတမန်ရရခဲ့ပါတယ်ရသွားပါတယ်လို့ကျွန်တော်တို့မေးမြန်းมาဖြစ်ပါတယ်ဟုတ်ကဲ့တို့ကလက်ကွေးလေးတက်ပါတို့ပုံအောင်ပြီးတော့အပူဓာန်အောက်ဆန္ဒပြနေတဲ့လူထုတွေရဲ့ဝေးရာကနေနေနေတဲ့နိုင်ငံတာဝန်ရှိသူတွေကိုကျွန်တော်တို့သွားရောက်မေးမြန်းมาဖြစ်ပါတယ် ို့လာချင်းဟုတ်ကဲ့အုပ်ချုပ်ရေးမှူးရှိပါသလားခင်ဗျာအုပ်ချုပ်ရေးမှူးတော့မဟုတ်မြို့နယ်လုံခြုံရေးတာဝန်ထားတဲ့ရဲတပ်ဖွဲ့မှူးတွေရှိပါသလားခဏလောက်တွေ့ပြသည်သတင်းမီဒီယာတွေကလည်းတွေ့ကြပါတယ်ကျွန်တော်တို့မြို့တော်တွေကွန်ရက်တွေကလည်းတွေ့ကြပါတယ်တာဝန်ရှိတဲ့သူခဏလောက်ထွက်ခဲ့ပြီပါ

မဟုတ်ဘူးကျဟောဘယ်ရောက်သွားလဲကျွန်တော်တဲပါသွားသွားတော့ထိုင်နေကြပါဟုတ်လားအခုဘယ်ရောက်သွားလဲဘယ်ဖုန်းလဲဒီမှာဒီဖုန်းကြီးပြုဖုန်းလဲဒီဖုန်းကြီးကဒါရဲတွေပါလာတယ်ဟောရဲတွေအခုကျွန်တော်တို့မေးတော့ဘာလို့ထွက်သွားကြလဲကြတို့ အပ်ထားခဲ့တာဟုတ်ကဲ့ဘာလို့တိမ်သွားလဲခင်ဗျားကနာမည်ဘယ်လိုလဲမသိဘူးအဲကျွန်တော်ကိုကတော့ဝင်လေကျွန်တော်ဆိုလိမ့်မှာဟုတ်ကဲ့ဟိုအုတ်ချော်ရီမူနဲ့တော့ကျွန်တော်နဲ့မပတ်သက်ဘူးဟုတ်ကဲ့ပြောပါပြောပါဘာတောင်းမဲဘာတောင်းမှတော့မရှိပါဘူးဟုတ်ကဲ့ဒီမှာဒီမှာထားခဲ့တယ်ခင်ဗျားဝင်နှမ်းဘယ်လိုသိနေလဲဒါကိုရှိထားခဲ့ဒီမှာထားခဲ့တာကိုကျွန်တော်တွေ့လို့တွေ့ခဲ့ခင်ဗျားဘာလာလောက်တာလဲဟိုတိမ်းနေတိမ်းပါလို့ရတယ်ဘာလာလောက်တာလဲဘာမှတော့မလုပ်ဘူးကျွန်တော်ကျွန်တော်ပြောပြမှန်တရားကျွန်တော်ခွေးပြိမိတ်လာပို့တာအကူလာပို့တာနော်ဟုတ်လားမလားဒီမှာကျွန်တော်တို့ ဆန္ဒထုတ်ဖို့ပဲလို့လားခွင့်ပြုမဲ့လာဖို့လားအကိုလာဖို့တာတော့လားအကိုလာချင်းပြပါလာသေးလားပါကျွန်တော်ချင်းတော့မရဘူးကျွန်တော်လည်းမခါဘူးနော်ဆိုင်နေသူမရှိဘူးပေါ့ခမောက်ဖုန်းပါလို့ပေးတာလေတော့ပြည်မဟုတ်ဘူးလားအခုပြည်သူဘက်ရက်တွေပြည်ရဲမဟုတ်ဘူးလားဟုတ်ကဲ့ဒီမှာကျွန်တော်ပြောဟုတ်ကဲ့အခုလိုပါပဲတာဝန်ရှိသူမရှိပါဘူးတာဝန်သိသူမရှိပါဘူးကျွန်တော်ကတာဝန်ရှိတာကဘုနာအုပ်ချုပ်ရေးမှုပေါ့လေကျွန်တော်လည်းတော့ရှင်းလို့မရဘူးအုပ်ချုပ်ရေးမှုကဘာလို့ထွက်သွားလဲဗျအဲ့တော့တော့မပြောတတ်ဘူး